ကျွန်တော်သူနဲ့ပတ်သက်လို့သိထားတော်တော်များရှိတယ်တော်တော်များများကိုရှိတယ်ဓာတ်ပုံတွေများကိုရှိတယ်နော်ဘယ်သူနဲ့ပတ်သက်တာဘယ်သူဆိုတာအစားလဲသိထားတယ်အဲ့လောက်တည်းဒီသိတယ်ဘယ်သူတွေဘယ်သူတွေပတ်သက်တယ်ဘယ်သူတွေနဲ့ပတ်သက်ပြီးတော့ဘယ်နှစ်ဘယ်နှစ်လပေါင်းခဲ့တယ်အဲ့ဒီဟာတွေအစားအကုန်သိတယ်ဒေါ်ကြီးတွေဘယ်လိုယူခဲ့တယ်ဆိုတာလည်းသိတယ်ပုံကြီးတွေလည်းဘယ်လိုကြံစည်တတ်တယ်ဆိုတာလည်းသိတယ်အဲ့တော့ဒါပေမဲ့အဲ့ဒါတွေကိုမပြောချင်တာကသူဒီလမ်းလေးကလေးတရားအောက်ခဲလန်နေလို့ဖြစ်မှာဆိုလို့မပြောတာဒါပေမဲ့အခုကတော့ဟဲ့တန်တဲ့လောက်ကတော့ကျွန်မနှံရမယ်လေဟုတ်တယ်မလားဘာဖြစ်လို့လဲဆိုတော့သူပြောတဲ့စကားလုံးညာဆော်ကားတာကြီးများလာပြီတိတ်ပြောသူ့ကိုစဲပြီးထင်နေတယ် လိုသူတွေမုန်းပါစေကိုပြုတ်နေပေသလိုရှုံးပါရဲ့ကိုဘဝကိုကိုသာပြန့်ထန်တယ်လူတိုင်းလူတိုင်းကကိုသမိုင်းကိုလှအောင်ရေးဖို့လိုပါတယ်ဆိုတော့မဘူးတုဆိုတဲ့နံပါတ်တစ်ခုကိုကျွန်မကောင်းစွာရေးထိုးထားခဲ့ပါရဲ့ကျွန်မနံပါတ်လေးကျွန်မရေးထိုးခဲ့တဲ့အကြောင်းအရာလေးတွေပေါ့နော်အဲကျွန်မပြောခဲ့တဲ့နိုင်ငံရေးဒီလိုဖိုင်လေးအရင်ကပြောခဲ့တဲ့ဒီလိုဖိုင်လေးပေါ့ ျမပြန်ရှာတာကျမဖိုးဟာပြောက်သွားတော့မရှိတော့ပြန်ရှာရတယ်မတွေ့ဘူးအခုတော့တိုက်တိုက်ဆိုင်ဆိုင်နဲ့ဒီကျူဟာ channel တစ်ခုမှာကျမရဲ့ဗီဒီယိုဖိုင်လေးတွေတင်လေးထားတာတွေ့လို့ကျမအရန်ပျော်သွားတယ်ကျေးဇူးလေးတင်ပါတယ်အရင်တော့ကကျမမှာမရှိတော့တဲ့အရင်တော့ကပြောခဲ့တဲ့ဖိုင်လေးတွေဖြစ်ပါတယ်ဘဘတုဆိုတဲ့ level တစ်ခုဘယ်လိုဖြစ်လာလဲဆိုတဲ့တက်တဲ့အထောက်အထားလေးတွေဖြစ်မယ်လို့ကျမယုံကြည်ပါတယ်နောက်ထောင်ကြည့်ပြီးတော့ဝေဖန်တော့ပြပေးလို့ရပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အမျိုးသားရေးသမားချင်းချင်းတိုက်ခိုက်ခံနေရတော့လဲစိတ်တက်မကြပဲအပြုံးနဲ့ရှေ့ဆက်သွားမယ်လို့မပူတူပြောပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာယူအီစီရဲ့ ယူရီတီထက်ကတမရဝင်းမြင့်ရဲ့တမရဝင်းမြင့်ထက်က NLD ပါတီဥက္ကဋ္ဌဒေါံဆန်းစုကြည်အားလုံးပေါင်းပြီးဒီရွေးကောက်ပွဲကိုလိမ့်နေပါတယ်။ဒီ2020နိုဘယ်မှာရှိရနေမှာဘေးမဲ့ရွေးကောက်ပွဲကကလင်ကကြစ်ပွဲကြီးဖြစ်ပါတယ်။တမရရဲ့ UEC ရဲ့အတိုင်းမင်္ဂန်ပုဂ္ဂိုလ်ရဲ့ sorry NLD ပါတီဥက္ကဋ္ဌဒေါံဆန်းစုကြည်ရဲ့ပေါင်းပြီးလိမ့်နေတယ်။ဘာလို့လဲဆိုတော့ဒီအတိုင်းမင်္ဂန်ပုဂ္ဂိုလ်ကနေရာသူ့ဘယ်သူမှပေးထားတာမဟုတ်ဘူး။သူ့ကသူရယူထားတာဖြစ်ပါတယ်။ခြေကံဥပဒေမှာလည်းပဲတမရထက်ကအတိုင်းမင်္ဂန်ဆိုတာပဲဒီမိုကရေစီနိုင်ငံမှာမှမရှိပါဘူး။ဒါကြောင့်မလို့ NLD ပါတီဥက္ကဋ္ဌဒေါံဆန်းစုကြည်ရဲ့တမရဝင်းမြင့်ရဲ့ UEC ရဲ့ပေါင်းပြီးတော့လိမ့်နေပါတယ်။သူတို့ဒီကလင်ကကြစ်တွေဖြစ် ဖြစ်ပါတယ်ဒီရွေးကောက်ပွဲကလုံးဝတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ပြည်သူတွေအနေနဲ့ဒီရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တဲ့အတွက်အားလုံးကဘာတွေလုပ်တင်လဲဆိုတာကျွန်မပြောပြမယ်ထောင်ဆဲသူကြီးဦးဆောင်တဲ့ NLD ပါတီကပြည်ပနိုင်ငံတွေရဲ့ထောက်ပံ့ကိုယူထားတဲ့မွတ်စလင်နိုင်ငံ OIC မုဒ္ဒရနိုင်ငံရေးဖွဲ့စည်းထားတဲ့ OIC ရဲ့ထောက်ပံ့မှုယူထားပါတယ်ဆိုပြီးတော့ OK ထေးအောင်ကတိုင်းပြည်ပြည်သူမီဒီယာတွေအားလုံးခေါ်ပြီးဒီနေ့သာရှင်းလင်းပွဲလုပ်တယ်အားလုံးသိတယ်ထေးအောင်ကိုခေါ်ပြီးတော့ဖမ်းပြီးတော့ထုတ်ထဲမှာအလှထည့်ထားတယ်ဦးထေးအောင်ကိုယုံကြည်မထုတ်ဘူး UEC ကဒီနောက်မှဖြစ်နောက်မှဖမ်းမိတယ်နေသီပါတီထေးအောင်နေသီပါတီကဥတော်မြင့်ကြတော့ချက်ချင်းလက်ငင်ဖမ်းတယ်ပါတီကိုလည်းဖျက်သိမ်းတယ်ပိုင်ဆိုင်မှုတွေအားလုံးလည်းပဲသိမ်းတယ်ဒါဆိုလို့ရှိရင်ထေးအောင်ဆိုသေးတယ်လို့ပဲ NLD ပါတီက ဒီဘနိုင်ငံကြီးကထောက်ပံ့ယူထားတယ်မယူထားဘူးဆိုတာယူရင်းစီပါလို့မစစ်ထားလေယူရင်းစီပါလို့မစစ်တာလေယူရင်းစီစစ်ပေးပါရေကောက်ပဲကော်မရှင်အခုနိုဘင်မာရှင်းရနေမတိုင်မီဦးထေရောင်အများဆုံးရုံးထုတ်ပေးပါအများဆုံးရုံးထုတ်ပေးစစ်ပေးပါဦးထေရောင်ပြောသလိုပဲဒေါ်ဆဲစုကြည်နဲ့ NLD ပါတီကတကယ်ပဲဒီဘနိုင်ငံကထောက်ပံ့နေယူထားလားမယူထားဘူးလားကလားခိုင်းတာလုပ်နေရတဲ့အစိုးရလားဆိုတာသိအောင်အမှုကိုရုံးထုတ်ပေးဖို့ကျွန်မတောင်းဆိုပါတယ်ကျွန်မနဲ့အတူလဲကျွန်မနဲ့အတူပြည်သူတွေအားလုံးတောင်းဆိုဖို့လဲကျွန်မအားလုံးကိုဖိတ်ခေါ်ပါတယ်ရေကောက်ပဲကတော့ပြီးသွားပြီရေကောက်ပဲပြီးသွားပြီဆိုပေမဲ့ရေကောက်ပဲနဲ့ပတ်သက်ပြီးရောပြည်သူတွေကြားထဲမှာညှင်းပွားဖွဲ့ရတယ်အများကြီးဖြစ်နေ ဲ့မဲစင်းမှာပါတဲ့လူဦးရေထဲမဲပေးနေတာများနေတာမျိုးအသေးပြေးသားလူကမဲလာပေးတာမျိုးအသက်900ကျော်ရဲ့လူကြောက်ကမဲပေးတာမျိုးအသက်18နှစ်မပြည့်သေးတဲ့လူကြောက်ကမဲပေးတာမျိုးအဲစသည်ဖြင့်လူတစ်ယောက်ထင်းကမဲနှစ်ကြိမ်သုံးကြိမ်ပေးတာမျိုးကာယကံရှင်မဲဆန္ဒရှင်ပြည်သူကမလာတာကိုဒါမပေးတာကိုအသက်ဆိုင်ရမဲရုံမှာစောင့်နေလူက ထူအကြည့်တိကြကြပြောရရင်အာအနာရပါတီ NLD ကိုထောက်ခံတဲ့သူကသူကြိုက်တဲ့ပါတီကိုမဲပေးတာမျိုးတွေဟာအနာကိုအနာပြန်လို့တဲ့ပွဲပါဒါဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဒီရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့လည်းသမားတို့အနေနဲ့လည်းတိမတ်မပြုတ်ဘူးထုံနှီးတကပဲနိုင်ငံရေးပါတီတွေကလက်ရှိ UNDP ပါတီအပါအဝင်တခြားသောနိုင်ငံရေးပါတီ၁၆ပါတီကလည်းပဲကြီးညာချက်ထုတ်ပြန်လာတာရှိရင်နိုင်ငံရေးပါတီတွေကလည်းတိမတ်မပြုတ်ဘူးပြည်သူတွေကလည်းဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာကိုဒီကလည်းမခံဘူးဖြစ်တဲ့အတွက်ရွေးကောက်ပွဲကမဖြစ်အထမမြတ်ဘူးမဖြစ်ဘူး ရကောက်ပွဲမအောင်မြင်ဘူးဒီလိုပဲပြောရလိမ့်မယ်ဘာလို့လဲဆိုတော့ရကောက်ပွဲမှာမဟုတ်တာအာနာလူရဲ့ပွဲပဲဖွဲ့စည်းပုံအခြေခံဥပဒေကိုကောက်ွယ်ဆောင်ရှားဖို့တက်မတော်မှာတောင်းဝင်ရှိပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဖက်တဲ့လူတွေတည်မဲ့၄၀ကားငယ်အဲ၂၀အစလုံး၄တခွန်၄တချီစရတက်မတော်ပိုင်းဆိုင်ရာခန့်ကဏ္ဍတွေမှာလည်းပဲပါဝင်နေဒါကြောင့်မို့လို့အဓိကကပြည်သူတွေကမလိုလားဘူးပြည်သူတွေရွေးကောက်ပွဲကိုမကျင်တတ်ဘူးနိုင်ငံရေးပါတီနေနဲ့ရွေးကောက်ပွဲတရားမျှတမှုလို့မထင်နဲ့ထင်နေဒါကြောင့်မို့လို့ ကျမတို့ပြည်သူတွေနေနဲ့ခုနံပါတ်၁ကျမမဘူးကျမနေစပြီးတော့နော်ကျမတို့ကကွယ်ဦးတီတောက်ကနေပြီးတော့ကကွယ်ရဲ့ကာလုံပေါ့နိုင်ငံတော်ကကွယ်နဲ့လုံချုံရဲ့ကောင်စီခေါ်ပြီးတော့ရဲကောင်ဘက်တင်ပြန်ပြီးကျမပေးဖို့တောင်းဆိုပါတယ်ကျမပြောပြမယ်။ဖက်စီမိုအချိန်ကဥပဒေကိုမကြိုက်လို့ရတယ်။မလိုက်နာလို့မရဘူး။ဘောပါလား။ဖက်စီမိုအချိန်ကဥပဒေကိုမကြိုက်လို့ရတယ်။မလိုက်နာလို့မရဘူး။ NLD ပါတီဆိုရဖြစ်လာတာဖက်စီမိုအချိန်ကဥပဒေရ ဒီဥပဒေကိုမကြိုက်ဘူးဆိုရင်ဒီဥပဒေဘောင်တွင်းရနေပြီးပြင်လို့ရမယ်ဥပဒေဘောင်ကိုလွန်ဆန်လို့မရဘူးဘောတမလာပြီဘောတမလာဥပဒေဘောင်ကိုလွန်ဆန်လို့မရဘူးဥပဒေကိုဖောက်ဖျက်ခြင်းဥပဒေနည်းရပဲရေယူခံရမှာဆိုတော့မြဲမြဲမှတ်ထားပါမြဲမြဲမှတ်ထားပါဖက်စည်းဖို့အခြေခံဥပဒေပုံမှန်၄၁၈မှာပါတယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမတရားသောအတ္တမနီးနဲ့တိမ့်ပိုက်ဖို့စူးစမ်းလာရင် နိုင်ငံတော်တမလကဥဆောင်ပြီးတော့အနုဒါကကွယ်နဲ့လုံချောင်ရေးကောင်စီခေါ်ခွင့်ရှိသည်ဆိုတာပုံမှန်၄၁၀ကုန်မှာပါတယ်။ဒါမဲ့အခုလက်ရှိနိုင်ငံတော်တမလကိုယ်တိုင်ကက NLD ပါတီရဲ့လက်အောက်ခံဖြစ်နေတယ်။ NLD ပါတီရဲ့လက်အောက်ခံဖြစ်ပြီးတော့တမလကယူစီကိုရွေးချယ်တဲ့ယူစီနဲ့တမလနယ်ကပလင်းတူပူးစိုးဖြစ်နေတဲ့အခါကျရင်ဖက်ဒီဘုံအခြေခံဥပဒေပုံမှန်၄၁၈မှာနော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုအဲ့လိုမျိုးအတင်းအဓမ္မမတရားတဲ့နည်းနဲ့ရယူဖို့စူးစမ်းလာလို့ရှိရင် နိုင်ငံတော်သမ္မတကနေပြီးတော့နိုင်ငံတော်ရဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးဆိုတဲ့အဓိကမန်နိုင်ကြီး၃ရက်ကအာဏာကိုတမတော်ကာကွယ်ရေးဦးစီးချုပ်ကိုလွှဲပြောင်းပေးအပ်ရမည်ဆိုတာပါတယ်အဲ့လိုမျိုးတွေသဘောပေါက်လာနောက်တစ်ခုအမျိုးတွေပြောရမယ်အချက်တစ်ချက်ကပြောပြမယ်ပေါ်စီပေါ်ချင်းကဥပဒေပုံမှန်၄၁၈အရာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်မန်တိုင်း၃ရက်လုံးကိုတမရကတမရလက်ရှိတမရကနေပြီးတော့တမတော်ကာကွယ်ဦးကြီးချုပ်ကိုပေးကိုပေးရတော့မယ်ဘာလို့လဲဆိုလို့ရှိရင်နိုင်ငံတော်ရဲ့အာဏာကိုနော် နိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မမဲလိမ်မဲခိုးတဲ့စနစ်နဲ့ရယူပြီးတော့အတင်းအဓမ္မစူးစမ်းတာဖြစ်တဲ့အတွက်ပတိပုံအခြေခံဥပဒေပုံမှန်မှာပါတယ်၄၁၈ရာတမရကအဲ့ဒီလုံပိုင်ခွင့်အာဏာကိုတမရကဝေဦးစီးချုပ်ကိုပေးရတော့မယ်မပေးလို့မရဘူးမပေးဘူးဆိုရင်ဖက်စည်းပုံအခြေခံဥပဒေပုံမှ၄၀ကားငယ်မှာ၄၀ကားငယ်မှာပါမယ်20အစားလုံးမှာပါမယ်တမရကဝေဦးစီးချုပ်ဒီ၄၀ကားငယ်မှာနိုင်ငံတော်အာဏာကို နိုင်ငံတော်အတွက်လိုအပ်လို့ရှိရင်ဖွဲ့စည်းပုံခြေကဥပဒေအရနိုင်ငံတော်အာဏာကိုရယူသွန်းဆွဲခွင့်ရှိသည်ဆိုတာပါပါတယ်။အန်အဒီပါတီကအခု2020 2025တက်တန်းအတွင်းမှာလုံးဝအစိုးရမဖြစ်နိုင်တော့ပါဘူး။ဘယ်လောက်ထိတည်ကြလဲဆိုရင်90%တည်ကြတယ်။60ရာခိုင်နှုန်းတည်ကြတယ်။ဘာလို့လဲဆိုတော့ NLD ပါတီကနိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မရယူနေတဲ့စ조사နေတာဖြစ်တဲ့အတွက်အဲ့ဒီနိုင်ငံတော်အာဏာကိုတက်မလို့ကွယ်ဦးစီးချုပ်ကလွှဲပြောင်းပြီးယူရမှာဖြစ်ပါတယ်။တိုင်းတေပါ NLD ပါတီကအစိုးရမဖြစ်တော့ပါဘူး။ထောက်ခံရမယ့်အချိန်မဟုတ်တော့ဘူး။တောင်းဆိုရမယ့်အချိန် ကြောင်မဲမျိုးကိုစစ်တပ်ကချက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်မှုပြည်သူ၄ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှမ်းပြည်နယ်ကြောင်မဲမျိုးကိုအကြမ်းဖက်စစ်တပ်ကချက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TLA ကထုတ်ပြန်ထားသည့်ယနေ့ဇွန်လ24ရက်နေ့ညနေပိုင်းတွင်ကြောင်မဲမျိုးရက်ွက်3နှင့်ရက်ွက်9တွင်ကိုအပြစ်ရထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိဥတီ၍ဇက်ဖိုက်တာဖြင့်ပေါင်၅ရဘုံဒီနှစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အကြမ်းဖက်စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်အတွင်းအမျိုးသားနှစ်ဦးနှင့်အမျိုးသမီးနှစ်ဦးသေဆုံးကအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တစ်ဆက်လုံးလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပြီးစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့သောနေရာသည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူများကိုရည်ရွယ်ချက်ရှိရှိဥတီပြီးဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စစ်ရေးတတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်များလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TLA ကအတိအပြီးပြောဆိုထားသည် ကြောင်မဲမျိုးဗလီအရှိနဲ့သုံးရက်ွက်ယုံကနာကိုဘုံသီးတလုံးကြတဲ့ဆံပြထမင်းဆိုင်ကိုလည်းဘုံသီးတလုံးကြတာပြည်သူလေးဥတည်ဆုံးတယ်လို့သိရတယ်ဟုဒေတာပြည်သူတဦးကပြောဆိုသည်ဇွန်လ12ရက်နေ့ကလည်းနမတူမျိုးနယ်မန်လီကျေးရွာရှိပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဥတီ၍ချက်ဖိုက်တာဖြင့်ပေါင်ငါးရဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ဘုံကြီးကျောင်းစာတင်ကျောင်းနှင့်နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည် ဖြစ်နေပြီထောက်ခံတာနဲ့တောင်းဆိုတာနဲ့လွဲနေတယ်ဒေါကင်ကြီးဖောင်ဒေးရှင်းဒေါကင်ကြီးဖောင်ဒေးရှင်းအမိခံပြီးတော့အဲ့ဒီဖောင်ဒေးရှင်းမှာနိုင်ငံတကာဝင်ငွေစီးစင်းနေတာကိုစုံစမ်းဖော်ထုတ်ပေးပါကျမတို့ဓာတ်တွေကိုတောင်းဆိုရမယ်နော်ကလန်ဆိုပြီးတက်ခံနေရတယ်ပြည်သူတွေတက်ခံနေရတယ်နောက်ဆက်ကမထိတ်ထုတ်နိုင်ဘူးဆိုကျွန်တော်တို့အပြပြောရမှာမဟုတ်ဘူးကြားကြိုက်တယ်ဆိုတာအပေါက်တော်ရှိမှာပဲကြားကြိုက်တယ်ဆိုတာအပေါက်တော်ရှိမှာပဲဘယ်နိုင်ငံမဆိုအာနာထိမ့်သိမ့်မှုဖြစ်လို့ရှိရင်အာနာထိမ့်တာပဲဖြစ်ဖြစ်အာနာသိမ့်တာပဲဖြစ်ဖြစ်စူပူးမှုရှိမယ်အကြမ်းဖက်မှုရှိမယ်လူသေးတာရှိမယ်လူတက်တာရှိမယ် ျမတို့ကဒါကိုနာဆန်းကောင်ကိုပြပြောရမှာမဟုတ်ဘူးကျမတို့ဘာလုပ်ရမလဲအခုဟုတ်ကဲ့မင်္ဂလာပါလိုင်းအောင်တော့စီမံကိန်းလိုင်းအောင်တော့စီမံကိန်းဆိုပြီးတော့နေပြီးတော့မှပေတရာကိုပေမောင်းတစ်ထောင်တစ်တောင်းလောက်တန်တဲ့တောက်စင်းရှိတဲ့ဥဒရာတိတိမြို့နယ်တွေကမြေကွက်တွေကိုလိုင်းအောင်တော့စီမံကိန်းအတွက်ဆိုပြီးတော့ဒေါင်းသားသူကြီးဆိုရလက်ထက်မှာတရေကောင်ကို350နဲ့63ရေကောင်ဝယ်ခဲ့တယ်ဟလား 63အေကဝယ်ခဲ့တယ်ဒါပေမဲ့လာရုံတော်စီမံကိန်းအတွက်ကို20အေကပဲသုံးရင်ကျန်တဲ့အေက80ကျော်ကိုဘယ်နေရာမှာသုံးခဲ့လဲဘယ်နေရာမှာသုံးနေလဲနော်လိုင်အောင်တော်စီမံကိန်းနော်လူငယ်တွေတဲ့စိုက်တိုတမွေးချောင်းပေါ့နော်အတမွေးချောင်းတင်တဲ့အတွက်ဆိုပြီးလိုင်အောင်တော်စီမံကိန်းအမိပြပြီးတော့ပေးတရားကိုတိတ်တထောင်တိတ်တထောင်တန်နေတဲ့ဥဒရာဒီဒီမျိုးနယ်တွေကမြေွက်တွေကို အေးကောင်သိန်း90နဲ့ဒုံစန်းစုကြည်အစိုးရကလုတ်ပိုင်ခွင့်အာဏာအလွဲသုံးပါလုပ်ပြီးဝယ်ခဲ့တယ်။တကယ်တမ်းကျတော့လမ်းတော်တော်စီမံကိန်းအတွက်ကိုသိန်း20ပဲ sorry အေးက20ပဲအသုံးပြုရင်ကျန်တဲ့အေးက80ကိုဘယ်နေရာမှာအသုံးချနေလဲ။ဘယ်နားမှာလုတ်နေလဲ။အဲ့ဒါတွေကသူ့လုတ်နေတာကျွန်မတို့တိုင်းရင်းသား135မျိုးအတွက်လား။တိုင်းရင်းသားမှာမပါတဲ့လူမျိုးလိမ်ကြီးအတွက်လုတ်နေတာလား။နာဆာကရေဖော်ထုတ်ပေးပါ။နာဆာကရေစုံလမ်းပေးပါ။နာဆာကရေစစ်ဆေးပေးပါ။ကျွန်မတို့ဒီချိန်မတို့ဒီချိန်မှာဒါကိုတောင်းဆိုရမှာ။ စစ်သွေးမင်္ဂလာပါဟုတ်ကဲ့ဒီရိုင်းဝလောစီမံကိန်းအမိခံပြီးတော့စက်ကူကြီးကသူ့နေဖို့အတွက်အဲ့ဒီအေကဒီအေက20ထဲမှာသူ့နေဖို့တနက်ထက်တိုင်းဆောက်ခဲ့တာတွေကိုကျမတို့ကစောင့်ဆန်းပေးဖို့တောင်းဆိုရမယ်ဖတ်ထုတ်ပေးဖို့တောင်းဆိုရမယ်နော်မျိုးစစ်တွေလက်နဲ့တက်ပေးပဲလက်နဲ့ဆိုတာရှိရင်လက်နဲ့တက်ပေးလို့မရဘူးလက်နဲ့တက်ပေးလို့မရဘူးလက်နဲ့တိုင်ချင်းစစ်တက်တဲ့ဝင်နောက်အခုအကြမ်းဖက်မှုလို့နှိမ်ရင်းကျင်တဲ့ဖေရှင်းနယ်မှာတက်မလို့မတောင်းဝင်ထမ်းဆောင်တက်မလို့ဝင်ကြီးရည်လေးမြမတက်မလို့တင်းတို့ကိုကျိုးစိုးနေတယ်အသက်၁၈နှစ်ပြည့်တဲ့သူတို့ကိုတက်မလို့ကျိုးစိုးနေတယ်တက်မလို့ဝင် အဲ့လိုမဟုတ်ဘူးဆိုရင်လည်းပြည်သူစစ်ထက်ကိုဝင်ဒါဟာတရားဝင်အဖွဲ့စည်းတဲ့ပြူစောတိဆိုတာတရားဝင်အဖွဲ့စည်းမဟုတ်ဘူးတရားမဝင်ဘူးကျမတို့ဘယ်တော့မှပြူစောတိကိုအာမပေးဘူးပြူစောတိစပြီးဖွဲ့တယ်ဆိုတော့အဲ့ဒီဖွဲ့ရဲကျမတို့နဲ့မသက်ဆိုင်ဘူးဆိုတာမဟုတ်ဘူးသူကပြောပြီးသားတရားဝင်ပြီးပြည်သူစစ်ပြည်သူစစ်ထက်ဝင်ဒါမှမဟုတ်ရှင်ကြီးရည်လေးနဲ့မတက်မှာအတင်းတို့ကိုစိုးနေတယ်အဲ့ဒါကိုဝင်တတော်တွေပြောနေတတော်တွေပြောနေမိပိရေပြောတယ်စစ်တပ်ကတစ်တေကိုထုတ်ရောင်းတယ်အနယ်ဒီဆိုကလည်းတော့ဆက်ခွန်မှာဒေါ်ဆန်းသူကြီးဆိုကပြောတယ်တတော်တွေထုတ်မရောင်းဘူးထုတ်မရောင်းဆိုတော့ကျမတို့ပြောတယ်လေ တော်တော်လေးထုတ်မရအောင်ဆိုတော့ဒါပေမဲ့အဲ့လိုပြောပြီးတော့9လပဲကြာသေးရနောက်18ခုနှစ်စက်တင်ဘာလမှာတိုက်ကြီးတာယာဝီကျိုးဝါရနေပြီးတော့ကျိုးတိအေကာမှာတပေါင်းဒီတခြားကုမ္ပဏီကိုထုတ်ရောင်းလိုက်တယ်။နော်အဲ့ဒီအကြောင်းကိုကျွန်မရင်တော့ပြောဘူးလေ။ဘယ်ကောင်တခိုးလဲဘယ်ကောင်မှတခိုးလဲခေါင်းစုခေါင်းစင်နဲ့ကျွန်မပြောဘူးလေ။နော်